ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ဖုန်းတစ်လုံးရှိုံနဲ့ကိုယ့်ရဲ့ဖုန်းထဲကနေအလွယ်ကူဆုံး Gmail ကောက်ဖွင့်လို့ရမယ့်နည်းလမ်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲကျွန်တော် Gmail ကောက်တွေသုံးရင် Facebook ကောက်တွေဖွင့်နေတာဖြစ်ဖြစ် Telegram ကောက်တွေနဲ့ချိတ်ဆက်နေတာဖြစ်ဖြစ် Viber မှာ backup ကောက်တွေယူခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ AI tool တွေကိုကျွန်တော် login ဝင်ပြီးတော့သုံးခြင်းလို့ပဲဖြစ်ဖြစ်အကြောင်းမျိုးအကြောင်းပေါ့နော်ကျွန်တော်ဒီ Gmail ကောက်လိုအပ်ခဲ့တော့ရှင်ကိုယ့်ရဲ့ဖုန်းထဲကနေအလွယ်ကူဆုံးဖွင့်လို့ရမယ့်နည်းလမ်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ပြမအုပ်သုံးနေတဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Gmail ဆိုတဲ့ software လေးပေါ့နော်အဲမရှိသေးဘူးဆိုရင်လည်း Play Store ကနေသွားပြီးတော့ download ဆွဲလို့ရပါတယ်ဒီ Gmail software လေးတွေကိုအရင်ဆုံးဝင်လိုက်ပါဗျ Gmail software တွေဝင်ပြီးဆိုရင်တော့အဲဒါကတော့ကျွန်တော်ကကျွန်တော်ရဲ့ဒီ Gmail software ထဲမှာ account login ဝင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလာပေါ်နေရပါတော့အကယ်၍မိတ်ဆွေက ဂျီမေးအကောင့်မရှိသေးဘူးဆိုရင်အခုနေရာနေစာပုံမှာမဟုတ်ပါဘူးကျွန်တော်ပြီးရင်စာပုံမှာနေရာလေးပြပေးပါမယ်ဒီပုံစံတိုင်းကိုကဂျီမေးအဟောင်းဝင်ထားတယ်ဆိုရင်ဒီတောက်မှာရှိရဲ့ profile ပုံလေးပေါ့နော်ကိုယ့်ရဲ့ profile ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးဆိုရင်အောက်ဆုံးဒီဆွဲလိုက်ရင်ကျွန်တော်ဒီအောက်ဆုံးမှာ F အနာသာအကောက်ဆိုတာလေးရှိရဲ့ပေါ့နော်အဲ့ဒီအဲ့ F အနာသာအကောက်ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ဗျဒီ S အနာသာအကောက်ဆိုတာလေးပေါ့နော်အဲ့လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါဗျနှိပ်ပြလိုက်ပြီးဆိုရင်တော့ဒီပုံစံတိုင်းပေါ်လာပါလိမ့်မယ်ဒီပုံစံတိုင်းပေါ်လာရင်ကျွန်တော်တို့ ဒီနေရာမှာဒီ Google ဆိုတဲ့ဟာလေးပေါ့နော်ဒီ Google ဆိုတဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့ရွေးပြရမှာဖြစ်ပါလေဗျအဲအကယ်၍မိတ်ဆွေရဲ့ဖုန်းထဲမှာ Gmail အကောင့်အဟောင်းတွေပါလောက်ဝင်ထားမှရှိဘူးဆိုရင်ဒီနေရာနေစာရေးပေါ်မှာဖြစ်ပါတယ်ကျွန်တော်အပေါ်ဆုံးဒီ Google ဆိုတာလေးရွေးပြလိုက်ပေါ့နော်အဲ Google တစ်ချက်ရွေးပြီးခဏစောင့်ပြီးပါတစ်ခါတည်ရန်ကြရင်မိတ်ဆွေရဲ့ဖုန်း screen lock ပေါ့နော် user lock ပေါ့ pin ပဲဖြစ် password ပဲဖြစ် fingerprint ပဲဖြစ်ဖြစ်ဒီလိုမျိုး user lock ကို verify လုပ်ခိုင်းတာမျိုးရှိပါတယ်အဲ့အခါကျရင်တော့အဲ့ law လေးတစ်ချက်ဖွင့်ပြလို့ရပါတယ် အပြီးပြီဆိုရင်ဒီနေရာရောက်သွားပြီဆိုရင်ကျွန်တော်တို့ကရှိပြီးသားအကောင့်ဝင်နေတာဆိုရင်ဒီ email or phone ပေါ့နော်ဒီ email or phone ဆိုတဲ့နေရာလေးကနေဝင်ရမှာဖြစ်ပါတယ်ဗျအဲကျွန်တော်တို့ကအခုကအကောင့်အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအောက်မှာရှိတဲ့ create account ဆိုရဲဒီစာပြာလေးကိုတစ်ချက်နှိပ်ပြီးရှိကိုဆက်သွားမှာဖြစ်ပါတယ်ဒီ create account ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျ create account ကိုနှိပ်လိုက်ရင်ဒီနေရာမှာ ဟိုစာတွေအများကြီးပေါ်လာနိုင်တယ်ဗောနော်ဘလို့ပဲပေါ်ပေါ်အဲကျွန်တော်တို့ဒီ personal use ဆိုတာလေးကိုပဲရွေးပြရမှာဖြစ်ပါတယ် for my personal use ဗောနော်တခါကျရင် for my chain လို့ for my work လို့ for my business site တပြင်အများကြီးပေါ်တတ်တယ်ဘလို့ပဲပေါ်ပေါ်ကျွန်တော်တို့ဒီ personal use ဆိုတာလေးကိုပဲရွေးပြပါဒါလေးတစ်ချက်ရွေးပြလိုက်ဗောနော်ဒီပြီးပြီဆိုရင်ကိုယ့်ရဲ့နာမည်ကိုကျွန်တော် first name နဲ့ last name ကိုအာဒီအပေါ်အောက်ခွဲပြီးတော့ဒီနေရာမှာပေးရမှာဖြစ်ပါတယ်ဗျ။ဥပမာအဖြစ်ကျွန်တော်ဆိုရင် အပေါ် first name မှာရဲလင်းလို့ပေးပြီးရောဒီ last name မှာအောင်လို့ပေးလိုက်မှာနော်ဒီလိုမျိုးကိုယ်နာမည်ကိုစိတ်တိုင်းညခွဲပြီးပေးအဲပေးပြီးပြီဆိုရင်ဒီအောက်မှာရှိရဲ့ဒီ name ဆိုတဲ့ cloud ကလေးကိုနှိပ်ပြီးရောရှေ့ကိုဆက်သွားမှာဖြစ်ပါတယ်ဗျအဲဒီ PNV ဆိုရင်ဒီနေရာမှာကိုယ့်ရဲ့မွေးနေ့ပေါ့နော်ကိုယ့်ရဲ့မွေးနေ့ကိုကျွန်တော်မှတ်မှတ်ကန်ယူထားတော့ပို့ကောင်းတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်အကြောင်းမျိုးမျိုးကြောင့်ဟိုအကောက်ကိုဒီ recovery ပြန်လုပ်ချင်တယ်ပေါ့နော်သူများဟက်သွားလို့ပဲဖြစ်ဖြစ်ဟောသူများယူသွားလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော် password မေးလို့ပဲဖြစ်ဖြစ် recovery ပြန်လုပ်တဲ့ခါမျိုးမှာဆိုရင်မွေးနေ့အမှန်နေမှတ်မိရဆိုရင် ID card ဖိ ID card တွေလောက်ပြီးတော့ကျွန်တော်တို့ ဟိုလောလောကပို့ပြီးအဆင်ပြေတယ်ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့မွေးနေ့ကိုရွေးပေးပါအရှိတုံးမှမန့်ပေါ့နော်ကျွန်တော်ကကျွန်တော်ရဲ့မွေးနေ့ကိုရွေးလိုက်မယ်အဲမိတ်ဆွေလည်းမိတ်ဆွေတို့ရဲ့မွေးနေ့ရွေးပေါ့နော်ရွေးပြီးပြီဆိုရင်ဒီအောက်မှာဆိုရင်ယောက်ျားလေးမင်းကလေးရွေးပေးရမှာဖြစ်ပါတယ်ကိုယ်အဆင်ပြေအောင်ရွေးပေးလိုက်ပါအယူပြီးပြီဆိုရင်ဒီအောက်မှာရှိတဲ့နှိပ်ဆိုတဲ့ခလုတ်ကလေးကိုနှိပ်ပြီးတော့ကျွန်တော်ရှေ့ကိုဆက်သွားမှာဖြစ်ပါတယ်ဗျ။နှိပ်ကလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါ။အဲဒီနေရာမှာကျွန်တော် user name ပေးရမှာဖြစ်ပါတယ်။ အဲ user name ဆိုတာကတော့ကျွန်တော် gmail name ပေါ့နော်ဥပမာအပြင်ကျွန်တော်ဆိုရင် yelian.official@gmail.com လို့အဲစာချုပ်တက်ပြင်အဲ့လိုမျိုး name နေပေါ့နော်ကိုကြိုက်တာပေးလို့ရတယ်ကျွန်တော်ဆိုရင်ဒီလိုမျိုးပေးလိုက်မယ် yelian အောင်လို့ပဲအစမ်းပေးလိုက်မယ်ဗျာ @gmail.com သူရှိပြီးသားဆိုရင်ဒီလိုမျိုးစာအနီလေးနဲ့ that user name if token ဆိုပြီးတော့အဲ့လိုမျိုးရှိပြီးသားဆိုရင်ဒီလိုမျိုးပြပေးမှာပေါ့နော်အဲ့လိုမျိုးဆိုရင်ခြား name ထပ်ပေးပေါ့နော်ဥပမာအပြင် wav အာ yelian.wav 2026ပေါ့နော်ဒီလိုမျိုးကျွန်တော်ပေးလိုက်မယ်ကိုစိတ်တိုင်းကြပေးပေါ့နော်ပေးကြည့်ပေါ့ အဲဒါဆိုရင်ရဝိုင်ဆိုရင်ဒီ password ပေးတဲ့နေရာရောက်သွားလိမ့်မယ် password ကတော့ကိုစင်ပြာ password ကိုပေးပါတော့အကိုစင်ပြာ password ကိုပေးပြီးပြီဆိုရင်ကျွန်တော် password ပါညာကိုအဲဒီလိုမျိုးဗာရေးပေးထားလဲမှားမှဆိုကြည့်နေတယ်ဆိုရင်ဒီ show password ဆိုတာလေးအမှန်ကြည့်ပြီးတော့ကြည့်လို့ရတယ်စိတ်တိုင်းက password ပေးပြီးဆိုရင်တော့နှိပ်ကိုနှိပ်ပြီး show ဆက်သွားပါခင်ဗျာအဲဒါဆိုရင်ကျွန်တော်တို့ဒါကျွန်တော်ပေးထားတဲ့ username လေးပေါ့နော်ဒီ gmail username လေးပေါ့ကျွန်တော် facebook ကောက်ခွင့်ညင်တာဖြစ်ဖြစ်တခုခုနဲ့ account တွေချိန်ဆက်နေတယ်ဆိုရင်ဒီ username လေးကိုသုံးရမှာပေါ့နော်ကျွန်တော်တို့ အပီးပီးစင်တော့နေကိုနှိပ်ပြီးရှီကိုဆက်သွားလိုက်ပါခင်ဗျဒီအဆင်းကိုရောက်ပြီးဆိုရင်တော့ privacy ရင်တင်းဆွဲအဆင်းကိုရောက်ပြီးဆိုရင်အောက်ဆုံးနှိဆွဲလိုက်ပါအောက်ဆုံးနှိဆွဲပြီးရင်ဒီအောက်ဆုံးမှာကျွန်တော် iron grey ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ iron grey ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရှီကိုဆက်သွားမှာဖြစ်ပါတယ်ခင်ဗျ iron grey နှိပ်ပြီးရင်ကျွန်တော်ခဏလေးစောင့်ပြရအောင်ပေါ့နော်ပြီးရင် google search ဆိုပြီးတော့ဒီလိုအဝိုင်းလေးလည်သွားလိမ့်မယ်အဝိုင်းလေးလည်ပြီးသွားပြီးဆိုရင်တော့ဒါကျွန်တော် gmail ကောက်တက်ဖွင့်တာအောင်မြင်သွားပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ကျွန်တော်ဒီ profile ပုံလေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ gmail ကောက်တက်ကိုရွေးပြီးတော့ အာကျွန်တော်တို့ပြန်ပြီးသုံးပြုလို့ရရပဲဖြစ်ပါတယ် ဒါကျွန်တော်ကူပြပေးခဲ့တာဂျီမေးကောက်တေဖွင့်ဖို့ဖွင့်နေပါဒါပေမဲ့အခုနောက်ပိုင်းမှာကျွန်တော်တို့ဒီမြန်မာစင်ကတ်တွေကိုသူက OTP ကုန်းမပို့တော့ဘူးဗောနော်တချို့ဖုန်းတွေတချို့တချို့ဖုန်းတွေမှာဆိုရင်ကြတော့ကျွန်တော်ကူဖွင့်ပြသလိုမျိုးအလွယ်တကူရသွားမျိုးမဟုတ်ဘူးကျွန်တော်တို့ဖုန်းနဲ့ဘက်ကို verify လုပ်ခိုင်းနေဗောနော်အဲ့ဒီအချင်းကြီးတောင်းနေရမျိုးကြီးလည်းရှိတတ်တယ်အဲ့လိုမျိုးကြီးဆိုရင်တော့ကျွန်တော်ရတဲ့နီးလေးကိုနောက်ထပ်ပွေထုတ်တဲ့ပုံနေနဲ့ထပ်ပြီးတင်ပေးပါမယ်ကျွန်တော်ရဲ့ဖုန်းမှာတော့အခုလက်ရှိချိန်ထိကိုအခုဖွင့်ပြသလိုမျိုးအလွယ်တကူဖွင့်လို့ရနေပါသေးတယ်ခင်ဗျာပွေထုတ်လေးကိုအဆုံးနှိကြည့်ရှုပေးကြရတဲ့အတွက်ဒုကြီးနေသူထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ